လာရှုမျိုးတွင်နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေးပြေဝစွာရရှိစေရေးဒေါ်ထူဒေါ်ဆောင်ရွက်နေမှုအခြေအနေများအရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှပုံမှုချုပ်အီးမေးလ်ဦးကကြည့်ရှုအားပေးတဲ့တဲ့တင်ကိုတင်ဆက်ပါမယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့တွင်အထွေထွေရေကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ပြီးမဲပေးခြင်းသည်နိုင်ငံသားများမှအမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက်နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေးပြည်ဝစွာရရှိစေရန်သက်ဆိုင်ရာကော်မရှင်အဖွဲ့အခွဲဝင်များကရက်ကွက်ခြေရွာများ၌အင်တိုင်းရာရောက် door to door စနစ်ဖြင့်မဲစည်းရင်းများတိုက်ဆိုင်စစ်ဆေးမှုအခြေအနေများအောင်ဒီဇင်ဘာလ6ရက်နေ့နံနက်10:00နာရီတွင်တာဝန်ရှိသူများကကွင်းစင်းကြည့်ရှုအားပေးဆောင်ရွက်ခဲ့ကြပါသည် ထို့သောဆောင်ရွက်ရာတွင်အရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘုံမှုချုပ်အင်းမင်းဦးပြည်내အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲရှမ်းပြည်နယ်မြောက်ပိုင်းဥက္ကဋ္ဌဦးမြင့်တန်းဝင်ခိုင်စီမံခန့်ခွဲရင်းနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမျိုးမင်းထွန်း မြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစောနိုင်ဦးနဲ့တာဝန်ရှိသူများကလာရွှေမြို့နယ်ရက်ွက်ဆက်နဲ့နယ်မြေ၁၉တို့ကွင်းစင်း၍မဲစင်းရနိုင်ပါဝင်တဲ့သူများမကြန့်ရှိစေရေးအချက်အလက်ပြည့်စုံမှန်ကန်စေရအတွက်ရက်ွက်ချေးရွာကော်မရှယ်အဖွဲ့အခွဲဝင်များကအိမ်တိုင်းရာရောက်မဲစင်းများတိုက်ဆိုင်စစ်ဆေးမှုအခြေအနေများကိုကြည့်ရှုအားပေးပြီးရက်ွက် ကျေးရွာများလိုက်ကွင်စင်ဆောင်ရွက်မှုအခြေအနေများနဲ့ဆောင်ရွက်ပြီးစီမှုအခြေအနေများအားမေးမြန်းကမဲဆန္ဒရှင်ပြည်သူများနဲ့ဌာနဆိုင်ရာတာဝန်ရှိသူများ၏တင်ပြချက်များအားပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးခဲ့ကြပါသည်လာရှိုမျိုးတွင်မဲစင်းများမှန်ကန်စေရအတွက်နေပြင်ကွင်းစင်စစ်ဆေးခြင်းအားဒီဇင်ဘာလ၁ရက်နေ့မှ၁၀ရက်နေ့အထိဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်ရှင်။